Gabriel Magahe ရဲ့ Into the Average အားလုံးပဲမင်္ဂလာပါ Forever Gana Facebook နဲ့ TR YouTube Channel တို့ကနေကြိုဆိုပါရစေ TikTok ကညီကိုတွေအားလုံးလည်းမင်္ဂလာပါဗျာကျွန်တော်ဒီကနေ့ညမှာရှင်ပြန်ကစားမယ့်အာဆင်နယ်အသင်းနဲ့ဘိုင်ယန်မြူးနစ်ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါနည်းနည်းလောက်ဆွေးနွေးသုံးသပ်ကြည့်အောင်ပါဒါအရင်ဆုံးအနေနဲ့ဒါကျွန်တော်တို့တကယ်ဆိုလို့ရှိရင်ပုံမှန်တိုင်းဆိုလို့ရှိရင်ကျွန်တော်အာဆင်နယ်နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေများစွာကြာကျွန်တော်ညီကိုတွေကိုဒါကျွန်တော် sharing လုပ်ပေးလေးရှိတယ်ဒီကနေ့မှာတော့ဒီကနေ့ညမှာတော့ဒါဒီအသင်းနဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ပဲလေဒါဘိုင်ယန်မြူးနစ်ပွဲစဉ်နဲ့ ပတ်သက်ပြီးတော့ပဲတည်င်းအကြောင်းအရာတွေကတက်လာတယ်ဒါဒီတည်င်းအကြောင်းအရာလေးတွေကိုပဲကျွန်တော်အခြေခံပြီးတော့အာဆင်နယ်အသင်းဒီနေ့ပွဲစဉ်မှာဘယ်လိုပုံစံမျိုးတွေကြော်ဖြတ်သွားမယ်ဆိုတဲ့ပုံစံပေါ့လေကျွန်တော်နည်းနည်းလောက်ဆွေးနွေးသုံးသပ်ကြည့်ခြင်းနဲ့အဲ့တော့အရင်ဆုံးအနေနဲ့ကျွန်တော်ဒါ Bosco ရဲ့ Arsenal အသင်းပေါ်ချီကျူးထားတဲ့ဒါ Arsenal အသင်းကစားသမား EPH SC ပေါ်ချီကျူးထားတဲ့ဒါပြောစကားနဲ့ပတ်သက်ပြီးကြောညီကိုလို့အရင်ဆုံး sharing လုပ်ပေးသွားခြင်းနဲ့ Bosco ကဘာပြောသွားလဲဆိုတော့ Arsenal အသင်းရဲ့ဒါ အာဆင်နယ်မန်းဆိုပြီးတော့သူကတင်စားခေါ်ထားတဲ့ဒါသူတို့အနေနဲ့ဆိုအာစ်လို့ခေါ်တာပေါ့လေ EVH SC ကိုအာစ်လို့ခေါ်တယ်သူတို့တွေကဒါအာစ်အနေနဲ့အာဆင်နယ်အသင်းကိုရောက်ရှိလာတာတကယ်ကိုကောင်းမွန်တယ်အာစ်ကတကယ်ကိုထိုက်တန်တဲ့ခြေစွပ်မျိုးကိုပြသနေပြီးတော့သူ့ရဲ့ငယ်ဘဝကလပ်အသင်းဖြစ်တဲ့အာဆင်နယ်အသင်းကိုပြန်ရောက်လာတာသူ့အတွက်အရန်ကိုဂုဏ်ယူမိတယ် အားနေရာမှာကျွန်တော်ဆိုရင်လည်းကျွန်တော်အရင်ချစ်ကတဲ့ငယ်ကွာကလပ်ကိုပြန်လာမိမှာပဲဆိုပြီးတော့ Postco ကပြောကြားထားပြီး Ask ကတကယ်ကိုတန်ချင်းမြင့်ကစားသမားတွေကတယောက်ဖြစ်ပြီးဒီကစားသမားကကပားအဆင့်မြင့်နဲ့ကစားသမားတယောက်တနည်းအားဖြင့် World Class ကစားသမားတယောက်ဖြစ်လာလိမ့်မယ်ဆိုပြီးတော့ဒါ Ask နဲ့ပတ်သက်ပြီးတော့ ပေါ့စကိုကချီကျူးစကားဆိုထားတယ်ဒီကစားသမားရဲ့အသက်အရွယ်ကတော့ဒါ28 28လောက်ရောက်နေတာဖြစ်တည်တိုင်အောင်ဒါပေါ့စကိုကဒီကစားသမားကဒီထက်မြင့်တဲ့ level တစ်ခုကိုထပ်သွားနိုင်အောင်မယ်ဆိုပြီးတော့ဒါယုံကြည်ချက်တွေရှိနေပြီးတော့ပေါ့စကိုက us အနေနဲ့တကယ်ကိုဒါပေါင်တန်းတရာဝင်းကျင်လောက်ကိုတန်တဲ့ကစားသမားမျိုး Arsenal ကိုပေါင်တန်းတရာဆိုလို့ရှိရင်လည်းပေးဝယ်တဲ့နေကစားသမားမျိုးဆိုပြီးတော့ဒါ Postco ကချီးကျူးထားပြီး Arsenal အသင်းနေနဲ့ အက်ကိုရလိုက်တာဟာတကယ်ကိုကောင်းမွန်နေအာဆင်နယ်အသင်းရဲ့တကယ်ကိုလိုအပ်နေတဲ့ box state မှာရဲရဲဝုံဝုံနဲ့ဒါကန်ရဲတဲ့ကစားသမားမျိုးလိုအပ်နေတာဖြစ်တဲ့တော့အက်ကအာဆင်နယ်အသင်းတို့အသင့်တော်ဆုံးမယ်ဆိုပြီးတော့ဒါ post ကအေဗီအချ်အဇီနဲ့ပတ်သက်ပြီးတော့ချီကျူးစကားဆိုလိုက်တယ်အဲ့တော့တကယ်ပဲ post ကိုပြောတယ်လို့ကျွန်တော်တို့အာဆင်နယ်အသင်းမှာဒါ area box take ကနေပြီးတော့တိုက်စစ်မှုတွေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်မန်မာနာထားပြီးတော့ဗလိဒါဘသူ့ကိုမှမပေးဘူးကွာငါကန့်မယ်ဆိုတဲ့ပုံစံမျိုးပေါ့ကျွန်တော်တို့အာဆင်နယ်အသင်းမှာရှိတယ်ဗျဒါတစ်ခါတလေကြားလို့ရှိရင်မာတင်အိုရီကတ်ကန်နေနော်ဒါပြောရပြီဆိုလို့ရှိရင်ကွင်းလေယာဒက်ကလန်ရိုက်ကန်နေဒက်ကလန်ရိုက်တောင်မှဒါအနောက်တန်းမှာသူ့အနေနဲ့အချိန်ကုန်တာများလာဖြစ်တဲ့အတွက်ခုနောက်မှသူ့ရဲ့ကန်ချက်တွေတိတ်မမြင်ရတော့ဘူးသူ့နဲ့တိုက်စစ်ကိုတိတ်မသွားတော့ဘဲနဲ့ EBG SZ ဝင်လာတဲ့အချိန်မှာဆိုလို့ရှိရင် EBG SZ ကအရန်ကိုကန်တယ်အရန်ကိုကန်တယ်ဆိုတာကသူကန်တဲ့အလုံးတွေကလွဲချော်ကောင်းလွဲချော်သွားနိုင်တယ်ဒါပေမဲ့သူ့ရဲ့ကန်ချက်တွေကဂိုးဖြစ်ဖို့ရာခိုင်နှုန်းပိုများတယ်လို့ကျွန်တော်မြင်တယ်ဗျဒါကစပားနဲ့ပွဲစဉ်ကိုကြည့်ပြီးွားမှာအာဒီကောင်စပားနဲ့ပွဲစဉ်ကိုကြည့်ပြီးမှာ EBG SZ ကဒီလိုမျိုးထိတ်ကကန်ရင်ဂိုးပါတယ်ဆိုပြီးတော့ပြောတာမဟုတ်ဘူးကျွန်တော်တယောက်တည်းပြောတာမဟုတ်ဘူးဗျာတည်လား ဲ့ဒါဘာလဲဆို Crystal Palace ရဲ့နီးပြားကပြောပြီးသား Crystal Palace နဲ့ရှင်ပြန်ကစားမယ့်အချိန်မှာဒါဘယ်သူလဲဗျာဒီဘဲနာမည်တော့ကျွန်တော်မေ့နေတယ်ဒါ Crystal Palace နီးပြားနာမည်တော့ကျွန်တော်မေ့နေထားပါတော့ Crystal Palace နီးပြားတာပြောပြီးသား Easy ကို Area Bounce Rate ကပေးမကန်နေပေးကန်ရင်ကျွန်တော်တို့ Goal ပေးရဖို့ရာခိုင်နှုန်းပုံများတယ်ဆိုပြီးတော့ဒါ Crystal Palace နီးပြားတာပြောထားပြီးသားအဲ့တော့စပါအသင်းအနေနဲ့ ABG SC ကိုကိုင်းအဲ့ဒီ Area Bounce Rate ကနေကန်ခိုင်းပြီဆိုမှတော့ တောက်လျှောက်ကန်တာအဲ့ဒီပွဲစဉ်တော့ဆိုတာလင်းကားလုံးလောက်ကန်တာအခုဒါ၃လုံးလောက်ကြီးကိုရတယ်အဲ့ထိတ်ကနေပဲကန်သွားတာသူ့ရဲ့ပုံစံကဒါကိုသမားရှိထိလည်းထပ်သွားတာမဟုတ်အဲ့ထိတ်ကနေပဲဒိုင်းငန်ထိုင်ကန်နေတာအဲ့လိုမျိုးကိုရသွားတာအဲ့တော့ဒါ image az ကလည်းဒါကျွန်တော်ပြိတက်တွေလိုချင်နေတဲ့ပုံစံတစ်ခုကိုဒါကစားပေးနိုင်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ် image az အနေနဲ့ ဒါဒီတက်ပိုကောင်းတဲ့ level တစ်ခုရောက်သွားရင်တော့ Arsenal တင်းတော့ကတော့ဒါရွှေပဲပေါ့ဗျာတည်တယ်မလားဒါကျွန်တော်ညီကိုဒီအနေနဲ့ရော EPG အစည်းကိုဘယ်လိုလဲကျွန်တော်လိုပဲဒါကြိုက်နှစ်တက်ရလာပေါ့လေကျွန်တော်ဥစားဆွေးနွေးသွားခြင်းနဲ့အကြောင်းအရာကတော့ဒါကျွန်တော်ဒီနေ့ညမှာကစားမယ် Arsenal တင်းနဲ့ ဘိုင်ယန်မြူးနစ်ပွဲစဉ်နဲ့ပတ်သက်ပြီးတော့သတင်းတွေများစွာတက်ထားတယ်။ဒါကပါလဲဆိုတော့အာဆင်နယ်အသင်းအနေနဲ့ဘိုင်ယန်မြူးနစ်ကိုတက်တောင့်တက်တာကြော်ဖြတ်သွားနိုင်လိမ့်မယ်ဆိုပြီးတော့ဒါသတင်းတော်တော်များများကတင်ထားတယ်။ Now Arsenal အပါဝင် Arsenal Radar Arsenal News Channel ဆိုတဲ့ဒါ channel တော်တော်များများနဲ့ဒါဟိုဘယ်လို page တော်တော်များများမှလည်းတင်ထားကြတယ်။ဘာကြောင့်လဲဆိုပြီးတော့ဒါကျွန်တော်တို့တွေပြန်ပြီးတော့လေ့လာကြည့်တယ်။အာဆင်နယ်အသင်းနေနဲ့ဒါဒီအသင်းနဲ့တောက်လျှောက်တွေးခဲ့တဲ့ပွဲစဉ်9ပွဲလုံးမှာအာဆင်နယ်အသင်းနေတဲ့တပွဲလောက်ပဲအနိုင်ရရှိခဲ့တာ။ ဒါဘိုင်ယန်မြူးနစ်နဲ့တွေ့တိုင်းကျွန်တော်တို့ကအမြဲတမ်းကန်ဆိုးတဲ့အမြဲတမ်းအလွဲ့လွဲ့ချော်ချော်တွေဖြစ်တဲ့နော်ဒါဂိုးပြတ်တွေရှုံးနေတယ်ဒါပေမဲ့ဒီယာဒီမှာတော့အာဆင်နယ်အသင်းအနေနဲ့အေးအေးဆေးဆေးတက်တောင့်တက်တာကြော်ဖြတ်သွားနိုင်မယ်ဆိုပြီးတော့ဒါတရင်းမီဒီယာတွေကအမျိုးမျိုးရေးသားနေကြတယ်အာဆင်နယ်အသင်းအနေနဲ့ဒီယာဒီမှာဒဏ်ရာရကစားသမားတွေများစွာရှိတာဖြစ်တဲ့တိုင်အောင်ဘာကြောင့်မရင်းရိုင်သွားတာလဲဆိုပြီးတော့လေတရင်းတွေကမေကုန်ထုတ်လာကြတယ်အာဆင်နယ်အသင်းကဒါကျွန်တော်တို့ကျွန်တော်မနက်ကပြောတဲ့ တတိယနေ့မှဆိုပါပါတယ်ကျွန်တော်မနက်ကတင်တဲ့ဗီဒီယိုတွေမှဆိုပါပါတယ်အာဆင်နယ်အသင်းမှလွဲရင်အာကြိုက်တဲ့အသင်းရကွာဆိုပြီးတော့ဘယ်လိုလဲအာဆင်နယ်အသင်းကိုထိုင်မုံနေတဲ့ကောင်းနေရလဲရှိတယ်မုံမင်းတို့မုံလဲအလကားပဲတိလားတကယ်ပြောတာအခုလဲဒီနေ့နေခင်လဲကျွန်တော်ဒီလိုမျိုးဒါလာပြောတဲ့ကောင်းနေရှိတယ်ဗျာတိလားဒါကျွန်တော်နာမည်တော့ထည့်မပြောတော့ပါဘူးဒါကျွန်တော်လဲအားနာလို့ပါဘာလို့ဆိုအဲ့တော့လာပြောတယ်အာဆင်နယ်အသင်းကမှလွဲရင်ကြိုက်တဲ့အသင်းရဆိုမရတော့ဘူးမင်းတို့ဘလို့တာတာမရတော့ အေးငါတို့တွေကတော့မင်းတို့ပြောတဲ့စကားကိုလက်ခံလက်ခံနေလိမ့်မယ်တကယ် reality မှာ arsenal အသင်းကိုဘယ်အသင်းကတားမှာလဲတားလို့ရတဲ့အသင်းရှိကောင်းရှိနေနိုင်တယ်ဆိုပေမဲ့ arsenal အသင်းရဲ့ပြေးလန်းချောင်းကသူ့ရဲ့ consistency ကတကယ်ကိုတသက်မထိတ်ကြနေပြီပြောကျင်နေတဲ့အိပေကတသက်မထိတ်ကြနေပြီအသင်းတသင်းကငါတို့ဟိုတနည်းအားဖြင့်တခြားအသင်းတွေကျွန်တော်ပုတ်ခတ်ပြီးမပြောလို့တော့ကျွန်တော်အာဆင်နယ်အသင်းအကြောင်းပြောတာဖြစ်တဲ့တွေ့ရတာကျွန်တော်အာဆင်နယ်အသင်းနဲ့ပဲပတ်သက်ပြီးကျွန်တော်ပြောချင်တယ်ဒီနေ့ညဗီဒီယိုကဒါတတိယအကြောင်းအရာဒီ နဲမဲ့သတင်းကြောင်းရတွေပဲနားထောင်ခြင်းနဲ့ညီကိုတွေအတွက်ဆိုရင်တော့ကျွန်တော်ဒီနေရာကနေတောင်းပန်ခြင်းနဲ့ကျွန်တော်အနေနဲ့ဒါကျွန်တော်ကိုလာပြောတဲ့လူတွေကတော်တော်လေးများနေတာဖြစ်တဲ့အတွက်ဒါဒီအကြောင်းရောကျွန်တော်ပြောမှဖြစ်တော့မယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်ပြောတာဖြစ်ပါတယ်ဗျအဲ့ဒီတော့ဒါကျွန်တော်ညီကိုတွေအနေနဲ့စိတ်နှောက်ယှက်ဖြစ်ရင်ဒီနေရာကနေကျွန်တော်နေတောင်းပန်ခြင်းနဲ့အဲ့တော့ဘာပြောချင်တာလဲဆိုတော့ငါတို့အာဆင်နယ်အသင်းအနေနဲ့ချက်ချင်းဝုန်းတိုင်းဆိုပြီးထအောင်မြင်လာတာမဟုတ်ဘူးကွာတဲ့ ပြောချင်တာကမင်းတို့အာဆင်နယ်မှလွှဲရင်ကြိုက်တဲ့အသင်းရဆိုပြီးတော့ပြောနေတဲ့အဲနေရာတစ်ခုကိုငါပြောပြတာဗောလေအာဆင်နယ်မှလွှဲရင်ကြိုက်တဲ့အသင်းရဆိုမရတော့ဘူးအာဆင်အာဆင်နယ်ရဲ့ consistency ကလုံးဝတသက်မတည်းဖြစ်နေပြီဒါကြောင့်မလို့ဒီရာဒီမှာအာဆင်နယ်အသင်းနေနဲ့စူပလာအောင်မြင်မှုအတော့ဆိုလို့ရှိရင်ဘသူမှတားလို့ရဖို့မလွယ်တော့ဘူးတားလို့မရတော့ဘူးလို့မပြောဘူးเนาะငါပြောတဲ့စကားတွေမှာတားလို့မရဘူးလို့မပြောဘူးတားလို့ရဖို့မလွယ်တော့ဘူးဆိုတဲ့စကားကိုပြောချင်တာ ခုတွေ့ရမယ့် Bayern Munich ဆိုတာကတကယ်ကိုကောင်းတဲ့အသင်းပါဒါကျွန်တော်တို့ Arsenal အသင်းအနေနဲ့ဒီအသင်းနဲ့ရှင်ပြန်ကစားဖို့အတွက်ကျွန်တော်တို့ဒါ Champions League မဲခွဲတွေကကျွန်တော်အနေနဲ့အရန်ကိုရင်ခုန်ခဲ့တာအာ Bayern Munich နဲ့တွေ့ပြီ Bayern Munich နဲ့တွေ့ပြီငါ Bayern Munich နဲ့တွေ့ရင်ကောင်းသောလက်စားချေမယ်ဆိုပြီးတော့ကျွန်တော်တို့ဒါစိတ်ကူးထားတယ်အခုဆိုလို့ရှိရင်ဒီကနေ့ညမှာရှင်ပြန်ကစားမယ်ဒီပွဲစဉ်ဘယ်လိုဖြစ်မလဲဒါကျွန်တော်တို့တွေဒါအရန်ကိုစိတ်ဝင်စားကြကောင်းနေပြီကြောညီကိုတွေလည်းဒါဒီညတော့ကျွန်တော်အေးပြက်ပြီပေါ့ဗျာကျွန်တော်တို့ကထိုင်းဆိုလို့ရှိရင်ည3နာရီမြန်မာဆို2နာရီခွဲဒါစင်ကာပူမလေးရှားဆိုလို့ရှိရင်တော့ဒါမနက် လေဟိုလောက်ဖြစ်မှာပေါ့၄နိုင်၅နိုင်လောက်ဖြစ်မှာပေါ့လေဒါကျွန်တော်တို့ဒါလေး၄နိုင်လောက်ဖြစ်မှာပေါ့เนาะဒါစင်ကာပူဆိုလို့ရှိရင်၄နိုင်လောက်ဖြစ်မယ်ကျွန်တော်ထိုင်းဆိုရင်တော့၃နိုင်ပေါ့ဒါမြန်မာဆိုရင်တော့၂နိုင်ခွဲဆိုကျွန်တော်တို့ညီကိုတွေအကုန်လုံးအေးအေးပြက်မယ်ဒါပေမဲ့အေးအေးပြက်လည်းကြည့်မှာဗျာဒီလားအေးအေးပြက်လည်းကြည့်မှာဘာလို့ဆို ဒီပွဲစဉ်ကဒါတကယ့်ကိုဒါကျွန်တော်တို့ Champion League မဲခွဲတဲ့ကတော့အရန်ကိုရင်ခုန်ခဲ့ရတဲ့ပွဲစဉ်တစ်ပွဲပေါ့လေဒါအခု social media တော်တော်များများမှာတင်ထားတာ Arsenal အသင်းကကြော်ဖြတ်သွားနိုင်မယ်ဆိုတော့အဲအဓိကအကြောင်းရင်းတွေကဒါ Bayern Munich အသင်းရဲ့ဒါတောင်ပိုင်းကစားသမား Luis Diaz ကမပါဘူးဒါကြောင့်ညင်ကိုတွေလည်းအကုန်လုံးသိပြီးသားဖြစ်မှာပါဒါသူအနေနဲ့ဒါ PSG နဲ့ပွဲမှာအနီးကပ်ထိတာဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်ကိုလွဲချော်သွားမယ်ဒါသူတို့အသေးအနေနဲ့လည်းဒါအားနေတဲ့အပိုင်းတွေတော်တော်များများရှိပါတယ်သူတို့ရဲ့ညာချမ်းခံစစ်ကတကယ်ကိုအားနေခဲ့အားနေတယ်ဒါတချို့ပွဲစဉ်တွေမှာဆိုလို့ရှိရင်ညာချမ်းအနေတော့ လျှောက်ကိုးပေးရတာမျိုးတွေရှိတယ်။အာဆင်နယ်အသင်းတွေနဲ့သူတို့ရဲ့အားနည်းချက်တွေကိုအကောင်းဆုံးဒါအခွင့်ရေးယူပြီးတော့ဒီနေ့ပွဲစဉ်ကိုဒါအခုတက်နေတဲ့ဆိုရှယ်မီဒီယာပေါ်မှာတက်နေတဲ့အတိုင်းအာဆင်နယ်တင်းတို့ကောင်းကောင်းဒါဖိကစားပြီးတော့ဒီနေ့ပွဲစဉ်ကို Emirates Stadium မှာအနိုင်ကစားသွားမလား Emirates Stadium ကအာဆင်နယ်အသင်းတို့တကယ်ပဲအောင်မြင်ဖြစ်နေမလား အာဆင်နယ်တင်းရဲ့ဒါဒဏ်ရာကစားသမားတွေထဲမှာဆိုလို့ရှိရင်ဒါ Gabriel Magahe ပေါ့လေဒါကျွန်တော်အနေနဲ့ video အစမှာ Gabriel Magahe အကြောင်းပြောမယ်ဆိုပေမဲ့လို့ကဒါကျွန်တော်အနေနဲ့စိတ်ထဲမှာပေါ်လာတာ post ကိုပြောတဲ့အကြောင်းကိုထပ်ပေါ်လာတာဖြစ်တဲ့အတွက်ဒါအကြောင်းကြီးကိုဒီကိုရင်သွင်း post ကိုအကြောင်းပြောလိုက်တယ် Gabriel Magahe ရဲ့ဒဏ်ရာကဒါဒီကနေ့မှာ scan ပြုတ်လုပြီးတော့ဒါ result ထွက်လာတဲ့ဒီ result မှာဆိုလို့ရှိရင် Gabriel Magahe ရဲ့ဒဏ်ရာကအ ਨੇ ဆုံး၃ဘတ်ပါဒီထက်ပိုစရာအကြောင်းမရှိဘူးဆိုတဲ့ပုံစံမျိုးတွေလည်းတည်င်းနေကတောက်လျှောက်တက်နေသလို now Arsenal ရဲ့အတီးပြုတ်ချက်အရာ Gabriel ်မကဟီရဲ့ဒါဒန်ယာကဒါကျွန်တော်ညီကိုတွေထင်နေတယ်လို့အရင်စိုးရင်တာမျိုးမရှိဘူးဒါဒီဒီကစားသမားရဲ့ဒန်ယာက recover တိုင်းအပါဝင်မှာ၃ပတ်ဆိုလို့ရှိရင်ဒါတကယ့်ကိုများတဲ့အချိန်တိုင်းတာတခုတော့ဟုတ်မနေဘူးလို့ကျွန်တော်အနေနဲ့မြင်မိတယ်ကျွန်တော်ညီကိုတွေဒါခံမှန်းထားတယ်လို့ကျွန်တော်ညီကိုတွေသိထားတယ်လို့ပဲအာဆင်နယ်တင်းရဲ့ကာဘီရဲ့မက်ကာဟေးပေါ့လေဒါဒီကစားသမားကကျွန်တော်တို့အာဆင်နယ်တင်းကအချိန်တိုင်းတာတခုလက်လွတ်ကမယ်၃ပတ်လောက်ထိလက်လွတ်ကမယ်ဒါဒီကစားသမားပြန်လာမယ် ်ပွဲစဉ်တွေကြရင်တော့ကျွန်တော်တို့ဒီအနည်းဆက်ဆုံးသိရမယ်နောက်ထပ်တစ်ယောက်ကတော့ဒါကျွန်တော်တို့အာဆင်နယ်အသင်းနဲ့စပါအသင်းနဲ့ရှင်ပြန်ကစားသွားတဲ့ပွဲစဉ်မှာ ဝင်ရောက်ကစားခဲ့တဲ့ရီကာဒိုကာလာဖီယိုဘလီဒီကစားတမားကလည်းဒဏ်ရာလုံးဝကင်းစင်သွားတာမျိုးမဟုတ်ဖဲနဲ့ဒဏ်ရာအနည်းငယ်ရှိနေသေးတယ်ဆိုပြီးတော့သတင်းမီဒီယာတွေကဖော်ပြထားတယ်ဒီကနေ့ညမှာတော့အာဆင်နယ်အသင်းအနေနဲ့ရီကာဒိုကာလာဖီယိုကိုအနာပေးသွားမလားဒါလူငယ်ကစားသမားလေးဖြစ်တဲ့ Mind Louis Gady ကိုပဲနေရာပေးသွားမလားကျွန်တော်တို့စောင့်ကြည့်ခြင်းစရာပါ ဒါကတော့အာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ရဲ့ပေါက်ကွဲတဲ့အနေနဲ့ဒါတတိယအကြောင်းအရာလေးကိုကျွန်တော်အနေနဲ့ရောပြီးတော့ကြောင့်ညီကိုတို့ကိုဒါဆွေးနွေးသုံးသပ်ပေးခဲ့တာဖြစ်ပါတယ်စိတ်နှောက်ရှက်ဖြစ်သွားရင်လည်းဒီနေရာနေအားလုံးကိုတောင်းပန်ပါတယ်ဗျနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်ဒူလိမ်ပါဗျ